ီနေ့ဆရာမတို့တူတူလေ့လာကြမယ်ခေါင်းစဉ်လေးကတော့အခန်း1တရိကံများထပ်တူညီခြင်းတွေရမှာလေ့ကျင့်ခန်းလေးတွေကိုဆက်ပြီးတော့လေ့လာကြမှာဖြစ်တယ်။ဟုတ်ပြီကြည့်အောင်အဲ့တော့ပထမဆုံးလေ့ကျင့်ခန်းအရာပေးထားသောတရိကံတစ်ခုစီတွင် တူညီသောဓာတ်များ အနားများကို အမှတ်သားများဖြင့်တူညီသောအမှတ်သားများဖြင့်ပြထားသည်တဲ့အဲ့တော့ဒီပုံမှာဆိုလို့ရှိရင်တူညီတဲ့တောင်းတွေကိုပြထားတယ်ပေါ့နော်တူညီတဲ့တောင်းတွေကိုဒီမှာသူ့ရဲ့အမှတ်သားလေးတွေနဲ့ပြထားတယ်။အဲ့ဒီပေးထားတဲ့အမှတ်သားအဲ့ဒီအချက်တွေကတဲ့အဲ့ဒီပေးထားတဲ့တွေ့ကံနှစ်ခုထပ်တူညီစေခြင်းအတွက်လုံလောက်လားတဲ့ဒီနှစ်ချက်နဲ့လုံလောက်လားတဲ့အကယ်၍မလုံလောက်ခဲ့ရင်ရောအဲ့လိုမျိုးထပ်တူညီဖို့အတွက်နောက်ထပ်အချက်ဘလောက်လိုသလဲအချက်တစ်ခုထပ်ထည့်ပြီးပါ ထပ်တူညီဖို့လိုအပ်တဲ့အချက်တခုထည့်တဲ့ပေးရမယ်။နောက်တစ်ခုကအသုံးပြုစီတဲ့ကိုအသုံးပြုလိုက်တဲ့ထပ်တူညီစီတဲ့နီးရောရှေ့မှာပြောခဲ့တဲ့နာနာနာလားထထနာလားမနာနာလားအစရှိတဲ့ပြေပေါ့နော်။ဘယ်နီးနဲ့ထပ်တူညီစီလိုက်တာလဲဆိုတာကိုလေဖော်ပြပေးရမယ်တဲ့။ပြီးတော့ကိုထပ်ထည့်ပေးရမယ်နီးကတခုမကလည်းရှိနိုင်တယ်။အဲ့တော့ကိုရှာနိုင်သလောက်ကိုနားလေသလောက်ကိုမှတ်မိသလောက်ကိုသုံးမဲ့ဥပဒေတွေကိုရှာနိုင်သလောက်ရှာပေးပါရစေ။ ါဆိုရင်ဆီယမကနမူနာဒီတစ်ခုကိုရှာပြမယ်ပေါ့နော်အဲ့တော့ဒီနံပါတ်ကာကြီးအရာဆိုရင်ဒီအတွေ့အကြံကိုထပ်တူညီဖို့အတွက်သူပေးထားတာကဒီဘက်ဒေါက် B နဲ့ဒီဘက်ကဒေါက် E နဲ့ညီရဲလို့ပေးထားတယ်နောက်ဒီဘက်ဒေါက် C နဲ့ဒီဘက်ဒေါက် C နဲ့ညီရဲလို့ပေးထားတယ်ဒါဆိုအဲ့ဒီအတွေ့အကြံကိုထပ်တူညီဖို့လုံလောက်ပါမလားရှေ့မှာလည်းပြောခဲ့တယ်အ ਨੇ ဆုံးအချက်၃ချက်လိုတယ်အချက်၃ချက်လိုတယ်လိုက်ဖက်အနာတစ်ခုလိုတယ်အနာတစ်ခုလိုတယ်ဆိုတော့အဲ့တော့ဒီအဖြေအရဆိုရင်ထပ်တူညီစေခြင်းအတွက်မလုံလောက်ပါလို့ဖြေရမယ် ဟုတ်ပြီဒါဆိုရင်မလုံလောက်လို့ရှိရင်ထပ်ပြီးတော့ထည့်ရမယ်ချဲတဲ့အဲ့တော့ဒီမှာစဉ်းစားမိတာဒီ down 2000ဆိုတော့ထထအဲ့တော့နောက်ထပ်အနားတစ်ခုအနားဟိုဘက်ကတွေ့ကန်အတွက်အနားတစ်ခုဒီဘက်ကတွေ့ကန်အတွက်အနားတစ်ခုညီချောင်းအချက်တစ်ချက်ထပ်ထည့်မယ်ဆိုရင်အဲ့တွေ့ကန်တစ်ခုကထပ်တူညီပြီးဆိုတာကိုပြောလို့ရပြီပေါ့ဒါဆိုနောက်ထပ်အချက်တစ်ချက်တွေ့မယ်ပြီးတော့ကိုထပ်တူညီစီလိုက်တဲ့ညီဒီဘာနည်းဖြစ်မလဲဆိုရင်နှစ်တောင်းတနာဖြစ်တဲ့အတွက်ကြောင့်မလို့ထထနာထပ်တူညီခြင်းကိုသုံးလိုက်တာဖြစ်တယ် ။ဒါဆိုရင်ဒီနမူနာကိုကြည့်ပြီးလို့ရှိရင်ကြံတဲ့ခါခွေဂငယ်ဂကြီးမှာသူ့ပေးထားတဲ့အချက်တွေကလုံလောက်မှုရှိမရှိဆိုတာကိုစဉ်းစားပြီးတော့ဖြေထားကြည့်မယ်။ပြီးတော့ရင်ကိုတုံးလိုက်တာဒီဘဲထက်တူညီချင်းဥပဒေတာကိုတုံးလိုက်လေးဆိုတာကိုပါစဉ်းစားပြီးတော့ဖြေထားမယ်နော်။ဟုတ်ပြီ။ငါနဲ့စာလုံးလေးပဲတွက်ထားမယ်နော်။ဒီမှာဆိုရင်တောင်းမှန်နေမြင်ရတယ်ဟုတ်ပြီအဲဆိုရင်ဘာတွေတုံးလို့ရလဲပေါ့ အားလေးလေးစဉ်းစားမယ်။ဒါဆိုရင်ဆီမကဒီနံပါတ်1ပုံစံလေးကိုတွက်ပြမှာဖြစ်တယ်။အဲ့တော့ပုံစံကပေးထားသောပုံမှ down e ကိုရှာပါတဲ့။ရှင်းမှာပြောခဲ့သလိုပဲ trigger နှစ်ခုရဲ့ထပ်တူညီချင်းဥပဒေတွေကိုဘယ်နေရာမှာသုံးလို့ရလဲ။ကိုမသိတဲ့ down နေဘူးသိကျင်တဲ့အခါမှာနောက်အနားတွေတူမတူသိကျင်တဲ့အခါမှာသုံးလို့ရရဲ့လို့ပြောခဲ့တယ်။အဲ့တော့တို့ဒီမှာလိုချင်တဲ့ down e လေးကိုလိုချင်ရင်လေဒီဘက်ကသိထားတဲ့ trigger နဲ့က down တစ်ခုရဲ့တန်ဖိုးနဲ့ဒါနဲ့ညီလားအဲ့လိုညီဖို့တဲ့အဲ့ trigger နှစ်ခုထပ်တူညီချောင်းပြကြည့်လိုက် ထပ်တူညီရဆိုလို့ရှိရင်ဒီမှာတောင်းတစ်ခုရတယ်ဆိုရင်ဒီတောင်းရတန်ဖိုးကိုလည်းသိရမှာဖြစ်တယ်အဲ့တော့အဲ့ဒီကန်တစ်ခုကိုထပ်တူညီကြောင်ပြနိုင်ရင်ဒီတောင်းကိုရှာလို့ရပြီ။အဲ့တော့ဒီကန်တစ်ခုထပ်တူညီဖို့ဘာတွေလိုအပ်လဲဆိုတာကိုကြည့်ရအောင်။အဲ့တော့ဒီမှာဒီကန်တစ်ခုရှိမယ်။ဒီကန် ACE နဲ့ဒီကန် DCB တို့တွင်ဘာတွေညီလဲပုံမှန်ကြည့်အောင်။ ACE ဆိုတဲ့ဒီဘက်ဒီကန်တဲက AC က3.1 ဒီဘက်တရီကန်လေးက CD က3.1အဲ့တော့ AC နဲ့ DC နဲ့ညီတယ်ဒါဒီပေးချက်ဟုတ်ပြီနောက်တစ်ခုဒီဘက်တရီကန်လေးက CE နဲ့ဟိုဘက်ကတရီကန်လေးက CB နဲ့ဒီ၄တသမရှိ၄တသမရှိချင်းတူတယ်အဲ့တော့ဒီဘက်က CE နဲ့ CB နဲ့ကလည်းပေးချက်အရာတူမယ်အဲ့တော့ဒီမှာနှစ်နားရပြီအဲ့တော့ဒီကျန်တဲ့အနာကဘာမှပေးမထားတော့ဘူး ဲ့တော့ဒါညီတယ်လို့ပြောလို့မရအောင်အဲ့တော့နောက်ထပ်ညီတဲ့ချက်ကဘာတွေ့နိုင်သေးလဲဒီမှာနှစ်နာတွေ့ဆိုရင်ဒီဈားတောင်နှစ်တောင်ကြီးနှစ်နာဈားတောင်ကြီးကထက်တူမညီနိုင်အောင်လားမညီနိုင်အောင်လားထိတ်ထိုင်ထိတ်ဆိုင်တောင်ဖြစ်နေတယ်လေဒါကြောင့်ဒေါင်းစီညီမချင်းဒေါင်းစီဒီပါတယ်လေထိတ်ဆိုင်တောင်ဖြစ်မယ်ဒါဆိုရင်တော့နှစ်နာဈားအောင်ဂုံတက်ဒီအရာဒီတွေ့ကန်တစ်ခုကထက်တူညီမှာဖြစ်တယ်တွေ့ကန် AA C E နဲ့ တရိကံ D C B တို့ကထပ်တူညီမယ်ဘာရလဲနာထနာဂုံတတိယထပ်တူညီမယ်အဲ့တော့အဲ့ဒီဂုံတတိယထပ်တူညီမယ်ဆိုရင်ဒီတရိကံထဲမှာရှိတဲ့ဒေါင်းနေအလုံးအားလည်းညီသွားပြီပေါ့အဲ့တော့ဒီဒေါင်းနေဒီဒေါင်းနေအစရယ်ညီပြီးသားအဲ့တော့ဒေါင်း A နဲ့ဒေါင်း D နဲ့လည်းညီတယ်ဒေါင်း E နဲ့ဒေါင်း B နဲ့လည်းညီမှာဖြစ်တယ်အဲ့ဒါဆိုရင်အဲသူ့ရဲ့ဂုံတတိယအရာတို့လိုချင်တဲ့ဒေါင်း E ဒီဟိုဘက်ကဘာနဲ့သွားညီမှာလဲဒေါင်း B နဲ့သွားညီမယ်ဆိုတဲ့တစ်ချက်ကိုရပြီ အဲ့ဒါဆိုရင်ကျမတို့အနေနဲ့ဒေါင်းဘီရဲ့တန်ဖိုးကိုရှာနိုင်ရင်အလိုလိုသူရှာခိုင်းတဲ့ဒေါင်းဘီရဲ့တန်ဖိုးကိုရမှာဖြစ်တယ်။ဒါဆိုဒေါင်းဘီကိုဘယ်လိုရှာလို့ရလဲ။တရိကန်ရဲ့ဂုံသက်တိအရာဒေါင်းဘီရဲ့ဒီဘက်ကဒေါင်းစီရဲ့ဒေါင်းဒီရဲ့ပေါင်းချင်းလီ180တိလို့ရှိတယ်။အဲ့တော့တရိကန် B C D တွင်ဒေါင်းဘီရဲ့ဒေါင်းစီရဲ့ဒေါင်းဒီရဲ့ပေါင်းချင်းက180ဒီဂရီရှိတယ်။ ဒါဆိုရင်အခုတို့ဒီ down B ကိုလိုချင်လို့ရှိရင် down C က53 degree down C က86 degree အဲ့တော့180 degree အဲ့တော့ down B ကိုလိုချင်ရင်ဒီနှစ်ခုပေါင်းခြင်းကို180တဲကသွားပြီးတော့နှုတ်လိုက်မယ်ဆိုလို့ရှိရင် down B ရဲ့တန်ဖိုးထွက်လာမှာဖြစ်တယ် down B ရပြီဆိုတာနဲ့အပေါ်ကရှာဖွေချက်အရာတူမေးတဲ့ down E ရဲ့တန်ဖိုးကိုလည်းရမှာဖြစ်တယ် ဒါဒီတောင်ဤကိုရှာတဲ့ပုံစံဘာလို့သုံးပြီးရှာတာလဲတရီဂန်နှစ်ခုထပ်တူညီချင်းဥပဒေကိုသုံးပြီးရှာတာဘလို့ထပ်တူညီခိုင်းတာလဲပေးချက်တွေကိုသုံးပြီးထပ်တူညီခိုင်းတာပေးထားချက်တွေဟာအဲ့ဒီထပ်တူညီဖို့အတွက်သုံးတဲ့နေရာမှာအသုံးတည့်မှာဖြစ်တယ်အဲ့ဒါကိုလည်းရှာဖွေတတ်ရမယ်အစဉ်စဉ်ချိတ်ဆက်ပြီးတော့စဉ်းစားတတ်ရမယ်အဲ့လိုစဉ်းစားတတ်ဖို့ဘာတွေသိဖို့လို့လဲတရီဂန်ရဲ့ထပ်တူညီချင်းဥပဒေတွေနော်တရီဂန်ရဲ့ဂုဏ်သတ္တိတွေကိုကြည်ကြည်ညံ့ညံ့နားလည်ခဲ့ဖို့လိုအပ်တယ်ဒီညမှာဒါကိုမြင်ရမှာဖြစ်တယ်เนาะ ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုဆက်ပြီးတော့လေ့လာကြည့်အောင်ဟောဒီပုံမှာပေးထားတဲ့ပုံမှာတရိကန်လေးနှစ်ခုကိုမြင်ရပြီအဲ့ဒီပုံမှာတဲ့ PQ နဲ့ PQ ဆိုတာဒီအပိုင်းလေးပဲဒီဘက်မပါပြန် PQ ဆိုတာလေးနဲ့ဟိုဘက်က RX ဆိုတဲ့အပိုင်းလေးနဲ့ညီတယ်တဲ့သူအပြည့်ဝမဟုတ်ဘူးเนาะဒီတရိကန်နှစ်ခုစလုံးရဲ့အပြည့်ဝမဟုတ်ဘဲနဲ့ဒီအပိုင်းလေးပဲညီရလို့ပေးထားတယ်တစ်ချက်ဟုတ်နောက်တစ်ခု OP နဲ့အော်ဒီဒီဒီအပိုင်းတရိကန်လေးက OP နဲ့ TS နဲ့ညီတယ်တဲ့ဒီမှာလဲတင်ဂီတာလေးနဲ့ပေးထားတယ်ဟုတ်ပြီနောက်တစ်ခု OR နဲ့ OR နဲ့နောက်တစ်ခုက TQ နဲ့ကလည်းညီတယ်တဲ့အဲ့ဒါဆိုရင်တဲ့ trigon OPR OPR ဆိုတဲ့ဒီ trigon နဲ့ trigon TQS နဲ့ကထပ်တူညီကြောင်းသက်တည်ပြပါတယ်အဲ့တော့ပုံမှန်တော့ရုပ်တရက်ကြည့်လိုက်ရင် အာဒီမှာသုံးခုစလုံးညီညီပြီပဲထပ်တူညီပြီပေါ့ ဒီမှာဒီမှာတစ်ခုဒီမှာတစ်ခုနှစ်ခုနှစ်ခုသုံးခုသုံးခုတတိထားရမှာကပုံစံမှာဘာပေးထားလဲဆိုရင် PQ အထိပဲညီတာဖြစ်တယ် PQ အထိပဲညီတာဖြစ်တယ်ဒီတစ်ခုလုံးညီရဲ့လို့ तू ကပြတာမဟုတ်ဘူးအဲ့ခါကျတော့ဒီတစ်ခုလုံးဖြစ်အောင်ဘယ်လိုစဉ်းစားမလဲအဲ့ဒါလေးကြည့်ရအောင်ဒီတစ်ခုလုံးညီအောင်ပြနိုင်မှာနာနာနာထက်တူညီခြင်းရာဒီတွေ့ကံတူကထက်တူညီမှာလေအဲ့တော့အဲ့တစ်ခုလုံးဖြစ်ဖို့အတွက်ဘာလေးကတွေ့ကံနှစ်ခုစလုံးမှာဘုံပါနေတာမြင်ရလဲဆိုရင် QR လေးကပါနေရနော်ဟုတ်ပြီအဲ့လေးတစ်ချက်ကိုတွေ့ကြည့်ရအောင်နော် ဲ့တော့သူတက်တိပြခိုင်းတဲ့ trigger နှစ်ခုကိုခေါ်မယ် trigger O B R နဲ့ trigger T S Q တို့တွင်အဲ့တော့ပေးချက်တွေကိုသုံးမယ်အဲ့တော့လိုအပ်နေတဲ့ပထမဆုံးပေးချက်ကိုခဏထားလိုက်အောင်အဲ့တော့ပထမဒုတိယတစ်ခုတွေ့တာဗာလဲဆိုရင် O P နဲ့ T S နဲ့ညီတဲ့ဒါဒီပေးချက်ဟုတ်ပြီနောက်တစ်ခု OR နဲ့ TQ နဲ့ညီတယ်ဒါကလည်းပေးချက် နောက်တစ်ခုပေးထားတာကြာဘာဖြစ်နေလဲဆိုရင် PQ နဲ့ RS ဒီအပိုင်းလေးနဲ့ဒီအပိုင်းလေးညီုံနဲ့အိုက်ဒရီဂန်ကခုထပ်တူညီဖို့မလုံလောက်ဘူး။သူဖြစ်ရမှာကဒီဘက်ဒရီဂန်အကြီးရဲ့ဒီအလျားတစ်ခုလုံးဖြစ်မှရမှာ။အဲ့တော့ PQ ထဲမှာဘာထပ်ပေါင်းဖို့လိုနေလဲဆိုရင် Q ကထပ်ပေါင်းဖို့လိုနေတယ်။အဲ့ဒါမှ PR ဆိုတဲ့အလျားကြီးအပြည့်ရမှာဖြစ်တယ်။အဲ့တော့နောက်တစ်ဆင့်မှာ PQ ကို QR ပေါင်းလိုက်မယ်။ အဲ့တော့ဒီလိုပြောင်းလဲလိုက်ပြီဆိုရင်တင်ချမှာကနန်းတခုဒီဘက်မှာထပ်ပေါင်းပြီဆိုလို့ရှိရင် balance ညီမျှချက်ဖြစ်အောင်ဟိုဘက်မှာလည်းထပ်ပေါင်းဖို့လိုတယ်အဲ့ဒါမှညီမျှချင်းဆိုတာဖြစ်မှာနမူနာတခုဆရာမပြောပြမယ်နှစ်ညီမျှချင်းနှစ်လို့ရေးထားတာကိုဆရာမအနေနဲ့နှစ်အပေါင်းသုံးလို့ထပ်ထည့်လိုက်တယ်ဆိုရင်ဒီဘက်မှာနှစ်တခုရေးရင်မညီမျှတော့အဲ့တော့ဒီဘက်မှာဆရာမတို့၃ပေါင်းနေဆိုရင်ဒီဘက်မှာလည်းဘာပေါင်းอ่ะ၃ပေါင်းမှဒီညီမျှချင်းဆိုတဲ့အဖြေအမှန်မှဖြစ်တယ် ဲ့သဘောတရားလိုပဲဒီမှာ PQ မှာနော် PR တစ်ခုလုံးရဖို့အတွက် QR ဆိုတဲ့အပိုင်းလေး